င်္ဂလာပါရှင်မန္တလေးကသစ်ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။လဲဆန်းနဲ့စွမ်းရည်ဝင်ကြီးဌာနမှဒုဝင်ကြီးတန်စင်ညွန်ကြောင့်နဲ့အရာရှိချုံကိုယာရုမှဖယ်ရှားပြီးစီစဲကစားမှုစီခွက်ရန်နေလက်ယူချပေးမှုနဲ့စီမံကုန်မှုအတွက်ဖန်ဆင်းစစ်ဆင်ရေးယူလဲဆန်းနဲ့စွမ်းရည်ဝင်ကြီးဌာနကဒုဝင်ကြီးတန်စင်ညွန်ကြောင့်နဲ့အရာရှိချုံကိုစစ်တမ်းကယာရုကဖယ်ရှားပြီးစီစဲကစားမှုစီခွက်ရန်နေလက်ယူချမှုနဲ့စီမံကုန်မှုအတွက်ဖန်ဆင်းရေးယူထားကြောင်းစီလုံငန်းရှင်ဌာနကနေသိရတယ်။နိုဝင်ဘာ9ရက်နေ့ကစတင်ပြီးတော့စက်သုံးစီဈေးကစားမှုစီခွဲတန်းနေချထားပေးရမှာ လမ်းဝယ်ယူမျက်နှာသာပေးကြတာမူစီလက်ကြံစင်းစရာမကိုင်းကြီးပဲမှောင်ခိုခိုးထုတ်မှုနဲ့စတင်ဖန်စီစစ်ဆေးခဲ့ကြောင်းနိုဝင်ဘာလ25ရက်နေ့မှာစစ်တပ်ကလျှက်စစ်နယ်ဆိုင်တူဝင်ကြီးတန်စင်ကိုတောင်းမရက်စဲကြောင်းအမိန့်ထုတ်ပြန်လာကြောင်းသိရပါတယ်။စက်သုံးစီပိုင်ရှင်တဟုကလည်းဖန်စီရဲယူခံလိုက်ရတဲ့ဆိုင်တူဝင်ကြီးတန်စင်ကစီခွဲတန်းတွေကိုချထားပေးရမှာငွေပေးနိုင်တဲ့ POC ကဲ့သို့သောဆိုင်ကြီးတွေကိုခွဲတန်းတွေအစမတန်ချထားပေးပြီးတခြားသောဆိုင်တွေကိုခွဲတန်းတွေမညီမညာချထားပေးကြောင်းရှင်းခဲ့သူလက်ငွေယူစီခွဲတန်းမညီမညာမှုကြောင့် တိုက်ကြမှုဖြစ်ပေါ်လာကစုံစမ်းစစ်ဆေးမှုပေါပေါလာခဲ့ပါတယ်။ BOC ဆိုရင်မိဖက်တဲ့တင်းခေါ်ခိုင်းတာဆိုင်တွေကိုဘလောက်ပေးမယ်ဆိုင်ဝန်ထမ်းတွေမိဖက်ရှာနိုင်ဘလောက်ပေးမယ်ဆိုရင်ရှာခိုင်းတယ်။ကမ္ပဏီကြီးတွေကခွဲတန်းပုံရအောင်လုပ်တော့ SME ဆိုင်နဲ့ကုန်ထည်ရဲဒီကောင်တွေကသူတို့ပဲလှူစားနေရတိုင်းသူတို့ကမ္ပဏီကြီးဆိုင်နဲ့ဖြစ်ကုန်ပြီ။ SME ရမလုံနိုင်တော့ပေါပြောင်လာပြီ။အပေါ်မှာမော်လမြိုင်စီပြတ်သွားတဲ့ကိစ္စဆိုရင်မော်လမြိုင်မှာယာစာမင်းမှုတုံမောင်မောင်သူတို့တွေလက်ချက်တွေအခုကအထက်ကလည်းဖိရင် SME ဆိုင်တွေကိုဖိတယ် ပြီးတော့စီလိုကုမ္ပဏီကြီးဆိုင်ကြီးရယ်ဆိုရင်တော့စီတွေကိုပဲနေရာပို့ပို့ထောက်ခံကြတော့မလို့ကုမ္ပဏီကြီးတွေစီဆိုင်တွေကိုလည်းဖိအားပေးမခံရအောင်လျှက်စစ်နဲ့ဆိုင်ဒုဝင်ကြီးတန့်စင်တဲ့ရာရှိကိုရာဓုမဖယ်ရှားပြီးယူရဲကိစ္စအောင်မြောင်းလေကိုရိုင်တိုက်အကန့်တန်းနေကြောင်းလည်းသိရပါတယ်ဆက်လက်ပြီးဆရာနာသိမှုကြောင့်မြန်မာနိုင်ငံမှာခေတ်သစ်ကြုံပြုခြင်း၊လူကုန်ကူးခြင်း၊စိုက်ဘာရာဇဝတ်မှုနဲ့နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုကိန်းတွေပျော်စံရာရပ်ဝန်တစ်ခုဖြစ်လာကုလသမဂ္ဂမတမန်ကြီးဦးကျော်မုထွန်းကတတိပိန်အကြပ်ဖက်စစ်တဲ့အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံမှာခေတ်သစ်ကြုံပြုခြင်း၊လူကုန်ကူးခြင်း၊စိုက်ဘာရာဇဝတ်မှုနဲ့နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို ပြောင်းဆိုင်ရရဝင်းတစ်ခုဖြစ်လာနေကြောင်းကုလသမဂ္ဂအစည်းအဝေးမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမကြီးဦးကျော်မထွန်းကအသိပေးပြောဆိုရင်နိုဝင်ဘာ25ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂထွေထွေညီလာခံမျက်နှာစုံညီစည်းဝေးအလုပ်ကုံကူမှုတိုက်ဖျက်ရေးကမ္ဘာလုံးဆိုင်ရာလုပ်ငန်းစီမံချက်ကိုပြန်လည်သုံးသပ်ဆွေးနွေးနေတဲ့အဆင့်မြင့်စည်းဝေးမှာတမ်မကြီးကအထပ်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ အကြပ်ဖက်စေအုပ်စုကပြည်တွင်တရားရန်တရားကိုပြိုလဲပြက်စီအောင်လှုံ့ဆော်ခဲ့တဲ့ဖြင့်အွန်လိုင်းကျင်းလိုက်စနစ်ကျလူကုန်ကူးခံအခြေအနေကိုကြီးထွားလာစေခဲ့ကြောင်းခေတ်သစ်ကြုံပြုခြင်းနဲ့ရှုပ်ထွေးတဲ့စိုက်ဘာရာဇဝတ်မှုတွေကလည်းတဟုန်တိုးတိုးပွားလာကမြန်မာနိုင်ငံနဲ့ဆက်ဖြတ်ကြော်ရာဇဝတ်မှုကနေပျော်စရာရောင်းဝယ်တစ်ခုဖြစ်လာစေခဲ့ကြောင်းမြန်မာနိုင်ငံမှာဆ ਿਆ နာရှင်စနစ်နဲ့တရားမဝင်ဆ ਿਆ နာသိမ်းမှုမှာပြဿနာရဆင်းမြစ်ဖြစ်ကြောင်းတန်မတ်ကြီးကသိပေတယ်။မြန်မာနိုင်ငံမှာလူကုန်ကူးခြင်းပြဿနာက2021ခုနှစ်ဖေဖော်ဝါရီလမှာအထမဆ ਿਆ နာသိမ်းမှုဖြစ်ပွားခဲ့ခြင်းကြောင့်အတိုင်းအဖြစ်ပေါ်လာခဲ့ပြိုလဲပြက်စီးတဲ့အနေအထားကိုပြသပေးတဲ့ လက္ခဏာတရပင်ဖြစ်ကြောင်း UNODC ရဲ့ဒေတာတွင်သူတေတီတအုပ်ဆိုရင်းဆရာနာရှင်စနစ်ကြောင့်ရှာဆွေးမှုကနေကင်ဆာရောဂါတစ်ဖွဲ့ပြန့်ပွားနေလို့အသိအလင်းထောက်ပြထားကြောင်းဆရာနာရှင်စနစ်ဆိုမတရားဆရာနာသိမ်းမှုနဲ့ပြစ်ဒဏ်ကိန်းလုံခွင့်တော်အပြီးတိုင်ချုပ်ငိမ်းမှသာလျှင်ပြဿနာဖြစ်ရှင်းနိုင်ပြီးမှရှင်းလင်းမြင်သာကြောင်းဆက်ပြောတယ်ကိုပြည်သူတွေကိုကိုယ်တိုင်ပြန်လဲပုံစံတက်ဖြတ်ပြီးအကြောက်တရားချုံလန်းစေက ဖိနိတ်ကန်တဲ့ချုပ်ကင်မှုတွေပြည့်နှက်စွာပြုလုပ်နေသူတွေကိုစီစဉ်တဲ့လုပ်ငန်းစဉ်တစ်ခုကမြို့သူများလွတ်လပ်မြတ်တိုင်းအားလုံးပါဝင်ရွေးကောက်ပွဲတစ်ခုဖြစ်မည်မဟုတ်ဘဲလိန်ညာလက်ပြမှုတစ်ခုသာဖြစ်ကြောင်းဆိုပါထူးရောင်ရွေးကောက်ပွဲကအကြက်တဲကိုပြင်ရှင်းပေးမည်မဟုတ်ဘဲအကြံဖတ်မှုတွေပုံမှုတိုးပွားစေကမတည်ငြိမ်မှုတွေအတွန်းရှင်စေမည်ဖြစ်ပြီးတရားမဝင်လူကုန်ကူးမှုကွန်ရက်တွေကိုပုံမှုတိုးပွားစေမည်ဖြစ်ကြောင်းတန်မတ်ကြီးကပြောဆိုပါတယ်။ ဆေးဥစုကကျေပြန့်စွာစနစ်ကြကျွလွန်လျက်ရှိအရသာပြည်သူတွေဘော့စ်မစင်မကျင်လေးကြောင့်ပုံကျဲတိုက်ခိုက်မှုတွေကိုတွုံးမြေလောက်ဆောင်ခြင်းအဓမ္မတက်သားစုဆောင်ခြင်းနဲ့ပြန့်နှံ့နေတဲ့လူခွင့်ချုပ်ဖောက်မှုတွေအပောင်းဝင်မြောက်များစွာသောရက်ဆက်ကြံကြုံမှုတွေကြောင့် သုံးသတ္တမ6တန်းခန့်သောပြည်သူများအနေဖြင့်ပြည်တွင်းမှာနေရွှန့်ခွာနေထိုင်ရကြောင်းထို့သို့နေရွှန့်ခွာထပ်ပြေးတိမ်းရှောင်စင်မှာလည်းပြည်သူတွေအထူးသဖြင့်အမျိုးသမီးတွေကလေးတငယ်နဲ့ရိုဟင်ဂျာတွေပါဝင်လူနည်းစုများအနေဖြင့်လူကုန်ကူးခံမဲ့ NDN နဲ့ရင်ဆိုင်နေရကြောင်းမကြသည်မီကတွေ့ရှိရကိုရင်းကအစိပ်ပိုင်းနဲ့တရားမွေဖဲတို့ရောင်းချခြင်းဖြစ်စဉ်တွေမှာထိတ်လန့်ပွဲကောင်းလွန်ကြောင်းတန်အမကြီးကထောက်ပြတယ်။ ကုလသမဂ္ဂနဲ့မွေးရစေဝနဲ့ရာဇင်းဆိုင်ရာယုံကလည်းမြန်မာနိုင်ငံဗဟိုပြိုချက်ချာကြတဲ့ဆင်မြင့်တစ်ခုဖြစ်လေအရှိတောင်အရှာဒေတာမှဖြစ်ပေါ်လာတဲ့ကျောင်းမဲ့ဖွဲ့ကောင်းတဲ့အတင်းကျပ်ရာဆွေးမှုကျွလွရန်စေခိုင်းတဲ့ဖြစ်ရင်းမှန်အခြေအနေကိုမိမောက်ထုတ်ထုတ်ပေါ်ပြောဆိုထားကြောင်းနိုင်ငံပေါင်းမြောက်များစွာမှနိနာသူရဲ့စီးရင်တီပလင်ပြဿနာရဲ့ဆွေးရမှုအတိုင်နဲ့နဲ့ဒေတာတွင်တခြားနေရာတွေကိုကျော်လွန်ပြီးချိန်ချောက်လာတဲ့အချက်တွေကိုဖော်ကျူးပြတာနေကြောင်းကမ္ဘာပေါ်ရှိမိသူတယောက်တောက်မှမိအမြအနေနဲ့ကြီးမားနိုင်ငံတကာရာဆွေးမှုထံမှာ ဘေးကင်းလို့မြနိုင်မှာမဟုတ်ကြောင်းတန်မတ်ကြီးကဆက်လက်ပြောဆိုရင်ဒုဖြစ်ရမြန်မာနိုင်ငံနေဖြင့်အဆိုပါပြဿနာအတွက်မကြသိမိကပင်အရေးယူလှုပ်ဆောင်ခဲ့တဲ့အိန္ဒိယနိုင်ငံနေဒေတာတွင်မိဖက်နိုင်ငံနေနဲ့နိုင်ငံတကာမှပါဝင်ပတ်သက်နေတဲ့အားလုံးကိုကျေးဇူးအထူးတင်ရှိလိုပါကြောင်းရှင်းလုံဆောင်ချက်တွေကအကာအကွယ်ပေးခြင်းဖန်ဆီးခြင်းနဲ့မိဖက်ပူပေါင်းလှုပ်ဆောင်ခြင်းဟူတဲ့ပြီးသုံးခုနဲ့ကိုက်ညီမှုရှိပါကြောင်းဒို့တော်လေဒုတဲ့ကြီးမရာဆွေကိုင်းနေရတိုက်ဖြတ်ဖြုတ်ခွဲနိုင်ပုံမှုခိုင်မာရဲ့အရင်ရွတ်ဆန်းချက်တွေလှုပ်ဆောင်မိတာဖြစ်ကြောင်း မြန်မာရေးကိစ္စနဲ့ဆက်စပ်နေပြည်ထောင်စုမြန်မာရှင်းလင်းစွာသိရှိထားမည်ဖြစ်ကြောင်းအသိအင်းထောက်ပြတယ်။မြန်မာနိုင်ငံမှာဆီယနာရှင်စနစ်ဆိုမတရားဆီယနာတိမ်မှုနဲ့ပြစ်ဒဏ်ကိန်းလွန်ခွင့်တော့အပိတိုင်ချုပ်ငြိမ်းမှသာလင်းပြဿနာအဖြစ်ရှင်းနိုင်ပြီးမှရှင်းလင်းမြင်သာကြောင်းတစ်ဖက်မှာလည်းမြို့သားညီညွတ်ရေးအနေနဲ့တိုင်းဒေသတော်လှန်ရေးဖွဲ့စည်းများအနေဖြင့် online လိမ်လည်မှုတွေပါဝင်နေဆက်ပြတ်ကျော်မှုကိန်းတွေကိုတိုက်ဖြတ်တိုင်းဒေသတွင်းနဲ့နိုင်ငံတကာအဖွဲ့အစည်းနဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်မြို့ခိုင်မာစွာရည်တည်ထားပြီးဖြစ်ကြောင်းသံမကြီးကထုတ်ပေါ်ပြောဆိုပါတယ်။ ဆက်လက်ပြီးမြန်မာနိုင်ငံမှာစစ်တပ်ကရွေးကောက်ပွဲကြိုကာလာကြီးလေးတဲ့နိုင်ငံတကာရာဇဝတ်မှုတွေကျွလွန်နေတဲ့ကုလသမဂ္ဂ IMM ကသတိပေးမြန်မာနိုင်ငံမှာစစ်တပ်ကရွေးကောက်ပွဲကြိုကာလာတွင်ကြီးလေးတဲ့နိုင်ငံတကာရာဇဝတ်မှုတွေကျွလွန်နေကြောင်းကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်လွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်တရားကအတည်ပြုတဲ့မြန်မာဆီယနာပိုင်းကဒီဇင်ဘာ28နေ့မှာကျင်းပတဲ့အစီအစဉ်တိုင်းရွေးကောက်ပွဲကြိုကာလာတွင်မြန်မာနိုင်ငံမှာကြီးလေတဲ့နိုင်ငံတကာရာဇဝတ်မှုတွေကျွလွန်နေကြောင်းသတင်းပေးပို့ချက်တွေတိုးလာနေကြောင်းလူမှုကြမ်းမှာအကြောင်းတရားရဲ့ပြန့်ပွားခြင်းစစ်တပ်ကရာဇဝတ်မှုတွေကိုကျွလွန်နေကြောင်းသိရတယ် မြန်မာဆီယနာပိုင်းတွေကရွေးကောက်ပွဲကိုဝေဖန်အောင်တက်တက်မြတ်ကိုရာဇဝတ်မှုဖြစ်တက်မှတ်တဲ့ဥပဒေတရက်ကို2025ခုနှစ်ဇူလိုင်လမှာပြဋ္ဌာန်းခဲ့ကြအောင်ရင်းဥပဒေအရထောက်နဲ့နှစ်20တိချမှတ်နိုင်ပြီးတည်ထောင်နဲ့ချမှတ်နိုင်ကြောင်းသိရတယ်။လူမှုကွန်ရက်မှာရွေးကောက်ပွဲကိုဝေဖန်ခြင်းနဲ့ရွေးကောက်ပွဲဆန့်ကျင်လက်ကမ်းစာဆောင်တွေဖြန့်ဝေခြင်းတွေပြုလုပ်ခဲ့သည့်ဆွဲဆွဲချက်တွေနဲ့အဆိုပါဥပဒေကိုအသုံးပြုအားကလေးတွေပါဝင်လူများပြဖမ်းဆီးခံရဆွဲတရင်ပေးပို့ချက်တွေကိုရန်တရားကအစုဆောင်ထားကြောင်းရန်တရားကဥပဒေကြောင့်ရအချင်းမြင့်မရှိပဲသို့မဟုတ်ဥပဒေဆိုင်ရာလုံထုံးလုံးနေမပါပဲဖမ်းဆီးထောင်ချအထောက်အထားတွေကိုစုဆောင်နေကြောင်းသိရတယ်။ မြန်မာစစ်တပ်ကလက်နက်ကင်တပ်ဖွဲ့လက်ရှိထိန်းချုပ်တိုင်းနယ်မြေကိုပြည်လဲတဲ့ဝေရောက်ဝတ်ကျင်းပနိုင်တဲ့နေရာချဲ့ထွင်နိုင်အတွက်မြန်မာသားပြည်တွင်နေထိုင်တဲ့ကြရတွေကိုလေကြောင်းတိုက်ခိုက်မှုတွေတွင်းမြင့်လောက်ဆောင်နေသည့်ဆွဲတရင်ပြပို့မှုတွေကိုလည်းရန်တရကအရင်စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။မြန်မာပြည်သူများအနေဖြင့်စစ်တပ်ကကျွလွန်နေရာဆွေးမှုအချက်လက်တွေလက်ဝယ်ရရှိထားပါက IMM ရဲ့အစဉ်ကနေနံပါတ်ကိုဆက်သွယ်နိုင်မှာကြောင်းအချက်အလက်မျှဝေသူတွေအလုံးစုံရေးကိုဦးစားပေးရတဲ့ဘေးကင်းလုံခြုံတဲ့အချိန်မှသာဆက်သွယ်ရန် IMM ကမြစ်တမ်းရက်ခံနေတယ်။ မြန်မာနိုင်ငံဆိုင်လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုရန်တရားကို2012ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံမှာကျူးလွန်တဲ့အကြီးလေးဆုံးသောနိုင်ငံတကာရာဇဝတ်မှုနဲ့တခြားသောနိုင်ငံတကာဥပဒေတွေချိုးဖောက်ခြင်းတွေအတွက်အထောက်အထားတွေစူးစမ်းရတဲ့အစီအစဉ်သုံးသပ်2018ခုနှစ်မှာကုလသမဂ္ဂလူ့ခွင့်ကောင်စီကဖွဲ့စည်းခဲ့ကြောင်းနိုင်ငံတွင်းဒေသတွင်းနဲ့နိုင်ငံတကာတရားရုံးတွေမှာလူပုဂ္ဂိုလ်တွေကိုတရားစွဲဆိုရမှာအသုံးပြုနိုင်မဲ့အထောက်အထားတွေကိုထိန်းသိမ်းစုစည်းကအမှုနဲ့သက်ဆိုင်တဲ့ဖိုင်တွဲတွေကိုပြင်ဆင်ခြင်းဖြင့်တရားမျှတမှုနဲ့တာဝန်ခံမှုတွေဖြစ်ထွန်းလာရေးကူညီရန်ရည်ရွယ်ကြောင်းသိရပါတယ်။ ဆက်လက်ပြီးတဲကုံမြို့နယ်မှာဆိုင်ကယ်နဲ့ကင်းလှစ်လာတဲ့စစ်သားရဲကိုမိုင်းဆက်တိုက်ခိုက်မှုစစ်တပ်ကတဲဦးသေးဆုံးဘကုတိုင်းတဲကုံမြို့နယ်မှာဆိုင်ကယ်နဲ့ကင်းလှလာတဲ့ကျန်ဖက်စစ်သားတွေကိုမိုင်းဆက်တိုက်ခဲ့ရာစစ်တပ်ကတအုပ်သေးဆုံးကြောင်း363ညတိတိုင်စစ်တောင်းလိုင်းနဲ့တရင်ပြန်ကြိုက်တောင်းကန်ရဲဘော်ရှယ်တို့ကပြောတယ်။နိုဝင်ဘာ16ရက်နေ့ည7:00နာရီကမှတဲကုံမြို့နယ်တစ်နီတော်အုပ်စုမြင်းစုကောင်းကြဘက်ကိုဆိုင်ကယ်ခုနှစ်စီးနဲ့ကင်းပန်ထွက်လာစစ်သားတွေကိုတောင်းလိုင်းတစ်ဖက်တွေကမိုင်းဆက်တိုက်ခဲ့တယ်။ ထိုမိုင်းဆက်တိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ဘက်က၃ဦးထိခိုက်ဒဏ်ရာရရှိပြီးတိကုံးစေယုံမှစစ်သားတအုပ်သိမ်းဆောင်ခဲ့တဲ့ရင်းမိုင်းဆက်တိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ဘက်ကလမ်းလမ်းငယ်နဲ့ပြည်လဲပြစ်ခတ်တိုက်ခိုက်ခဲ့တော့လေတော်လင်းရေးပေါ်ရိထိခိုက်မှုရှိအောင်မြင်သောဆုတ်ခွာနိုင်ခဲ့တယ်။အဲဒီမိုင်းဆက်တိုက်ခိုက်မှုမှာစစ်ခွေ၃ကတန်းရပြီးတော့တိကုံးစေယုံမှစစ်ခွေတကောင်သိမ်းဆောင်တယ်လို့သိရတယ်။တော်လင်းရေးပေါ်ရိထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုပြွာ၂၁ကိုကံမှုအောင်မရှိဖြစ်ခဲ့အမှတ်၁၃၃၁တရင်တက်ခွဲ၃နဲ့တက်ခွဲကတော့ကပူပေါင်းလုံဆောင်ခဲ့ကြအောင်တော်လိုင်းတစ်ဖွဲ့များအမြင်နေဖြစ်ဆင်းရဲရှင်မြင်လာသည့်နေ့မြအချက်ဖက်စစ်တပ်တဖွဲ့ဝင်တွေကိုချိန်မြေနေရာမျိုးပြပြတတရေးယူတိုက်ခိုက်သွားမည်ဖြစ်ကြောင်းရေးပေါ်ရှယ်တို့ကဆက်လက်ပြောဆိုပါရယ်။နာဆင်အပေးကြရတဲ့အတွက်ဝင်ကျေးဇူးတင်ရှိပါရယ်ရှင်။